မင်္ဂလာပါဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာလေးကအသည်းမှာအစိတ်တွေပုံနေပြီလို့တတိပေးနေတဲ့လက္ခဏာ18ချက်အကြောင်းပဲဖြစ်ပါတယ်။ကျမတို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အသည်းဟာလူခန္ဓာကိုယ်ကိုစိုးကျိုးပေးမယ်အစိတ်အတောက်တွေကိုဖယ်ရှားပေးတဲ့အဓိကအစိတ်ပိုင်းတစ်ခုပါ။အသည်းဟာသွေးတွင်းဝင်ရောက်လာတဲ့ပစ္စည်းတွေထဲကနေအစိတ်အတောက်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေကိုစစ်ထုတ်တဲ့တာဝန်ယူပါပါတယ်။ အစိတ်တောက်ဖြစ်စေတဲ့ပစ္စည်းတွေကိုဖြိုခွဲလိုက်ပြီးစွန်ပစ်ပစ္စည်းအရေးအနေနဲ့ချွေ C1 အနေနဲ့တူစွန်ထုတ်ပေးပါတယ်။အချက်များစွာကအသေးရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမလုပ်အောင် ချွတ်ချော်အောင် ပြုလုပ်နိုင်ပါတယ်။ဥပမာအနေနဲ့ကတော့ပြေဝါအစီများစွာနဲ့အစားအစာတွေကိုတာရှိခံအောင်တုံးထားတယ်ဓာတုပေဒပစ္စည်းများပါဝင်မှုမြင့်မားတယ်အစားအစာတွေကို စားသုံးရင် အသေးကိုပုံမှုအလုပ်လုပ်ရကအကောင်းဆုံးစွမ်းဆောင်မှုကို မရနိုင်ပါဘူးအရက်အများကြီးတောက်တဲ့အခါအသေးဟာပြင်ပကအစိတ်တောင်နဲ့ထိတွေ့ရတယ်လို့ဖြစ်ပါတယ်ဟော်မုန်းမညီမျှမှုတွေလည်းဖြစ်စေပါတယ်အဲ့လိုဖြစ်တဲ့အခါအသည်ဟာ သူ့ရဲ့တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့ခဲယဉ်ပါတယ်။အသည်ကိုဝင်ပြီးစေတဲ့အကြောင်းအရာတွေကတော့အသက်ကြီးလာတာခဲ ပြက်သားတို့လိုမျိုးတတ်ထူတတ်တွေထိတွေ့မှုများတာတွေက အသေးရဲ့အစိတ်ဖယ်ရှားတဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကိုနှောက်ရှက်နိုင်ပါတယ်အသေးကအစိတ်တောက်တွေကို လုံလောက်အောင်မဖယ်ရှားနိုင်တော့တဲ့အခါအစိတ်တွေကိုအစီဆဲလ်တွေနဲ့တ िश ူးတွေမှာတင်ဆဲပါတယ်။အစိတ်တွေသွေးကြောတဲ့ပြန်နဲ့ရင်ပြင်းထန်တဲ့ဆိုးကျိုးများစွာချက်ချင်းရနိုင်ပါတယ်။ ပိုရှင်လာတဲ့အစိတ်တွေဟာအသိနဲ့တ िश ူမှာစုပုံလာတဲ့အခါလူကိုမတမတာဖြစ်စေတဲ့အပြင်ယောဂါပါဖြစ်စေပါတယ်။အသိကအစိတ်တောက်တွေကိုဖယ်ရှားတဲ့အခါနီလနှစ်ခုရှိပါတယ်။နမတဲ့အနေနဲ့ကတော့ဆဲလ်တွေကိုပျက်စီးစေမယ်အစိတ်တောက်တွေကိုအင်ဇိုင်းအကူနဲ့အန်ဒီအနေတဲ့ပုံစံကို ပြောင်းရပါတယ်။အစီမှာပြုံဝင်တဲ့ပစ္စည်းတွေရပါတယ်။ နမနစ်အနေနဲ့ကတော့အန်ဒီယနေအောင်ပြောင်းလဲထားတဲ့အစီမပျော်ဝင်တဲ့ပစ္စည်းတွေကိုတခြားမော်လီကျူးတွေနဲ့ပေါင်းစပ်ပြီးရေမှာပျော်ဝင်တဲ့ပစ္စည်းအဖြစ်ပြောင်းတာခန္ဓာကိုယ်ကနေဖယ်ထုတ်ပါတယ်။အသေးမှာအစိတ်တွေစုပုံလာတဲ့အခါပုံမှန်လှုပ်စင်တိုင်းမလုံနိုင်တော့ရင်အစိတ်တွေက အစီမပျော်ဝင်တာမို့အစီတက်ရှူးတွေမှာတူလောင်ပါတော့တယ်။အသေးရင်လုပ်ငန်းဆောင်တာတွေပုံမှန် ပြန်ဖြစ်မှာတာ။ အစီတဲစုပုံနေတဲ့အစိတ်တွေကို ပြန်ပြီးဖယ်ရှားပေးပါတယ်။အသေးမှာအစိတ်တွေ ပုံလာတဲ့အခါပင်မနှွမ်းနေခြင်း၊နာတာရွှေနှွမ်းနေနေခြင်းမကောင်းမြင်စိတ်တွေ ဖြစ်ပေါ်လာခြင်းအာယုံဆူဆိုင်ဖို့ခက်ခဲခြင်းမကြာခဏကောင်းကြိုက်ခြင်းစိတ်ကတိကအောင်ဖြစ်ခြင်းပြင်းထန်စွာကောင်းကြိုက်ခြင်းအနာယူမှတတ်တာခြင်းကောင်းတချမ်းကြိုက်ခြင်း ကြွက်သားနဲ့အစစ်အမြစ်များ နာတာရှိနာကျင်ခြင်းချွေးထွက်လွန်ခြင်းအစာမကြေခြင်းဝမ်းချုပ်ခြင်းတွေးရင်းတကြားတဲ့ထိန်ချုံရခက်ခဲခြင်းရားရံခြင်းအရေးပြားတွင် အနီးကွက်ထွက်ခြင်းလေထိုးပိုင်နာပိုင်အောင်ဖြစ်ခြင်းယာဒီမလာခင်ပုံမူကြိုက်ခဲခြင်းစိတ်တူစိတ်ဆက်ခြင်းစိတ်ဓာတ်ကြခြင်းဓာတ်ဥပစ္စည်းများနဲ့ဓာတ်မတည်မှုဖြစ်လွယ်ခြင်း မနက်အစောနှစ်နာရီလေးနာရီတွင်နူနိုလာခြင်းကိုယ်လေးချိန်တက်လာခြင်းအစားရှောင်လေးချိန်ခန့်လှုပ်တော်လဲဝိတ်မချခြင်းမျက်ကွင်းညိုခြင်းအာနေခြင်းအသေးကစားသုံးလိုက်တဲ့အစီတွေကိုဖယ်ရှားပေးရတဲ့အပြင်သွေးတွေကအစိတ်အတော့တွေနဲ့အညစ်အကြေးတွေပါဖယ်ရှားပေးရပါတယ်အသေးမှာအစိတ်တွေစုပုံလာတဲ့အခါဆိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ အစိတ်တွင်သွေးထဲမှာများလာရင်ကင်ဆာဆဲလ်တွေဖြစ်ပေါ်ဖို့အထီတောင်အားပေးနိုင်ပါတယ်ကံအားလျော်စွာပဲအသေးကပျက်စီးသွားရင် သူ့ဘာသာပြန်ကောင်းအောင်လုပ်နိုင်တဲ့တခုတည်းသော ခန္ဓာကိုယ်အသွင်ပိုင်းအစိတ်အပိုင်းဖြစ်ပါတယ်။ဒါကလည်းပြန်ကောင်းအောင်တည်ဆောက်နိုင်တဲ့အတိုင်းဒါတခုတည်းပဲရှိပါတယ်။အသေးကိုပျက်စီးစေတဲ့အရာနဲ့အပြုအမူတွေကိုစောစီစွာရပ်တန့်လိုက်ပြီးအသေးအားစေတွေမြည်ဝဲဖို့လိုအပ်ပါတယ်။ ဥပမာအရက်ဖြတ်ခြင်းအသေးချမ်းမာရေးအတွက်စားရမယ့်အစားအစာများကိုဆက်လက်ပြောပြပေးသွားပါမယ်။လီမွန်လက်ဆက်တဲ့လီမွန်တီးဖြော်ရည်ကအသေးအတွက်လိုအပ်တဲ့အင်ဇိုင်းတွေများလာစေဖို့ကူညီနိုင်ပါတယ်။လီမွန်မှာဓာတ်တုဆန့်ကျင်ဂုဏ်တက်တီတွေပါဝင်တာမို့သွေးကိုတန့်ရှင်းစေပါတယ်။နနွေနနွေကအသေးကိုကာကွယ်ပေးပြီး ပြက်စီးနေတဲ့အသေးပြန်လဲထူထောင်ရမှာအထောက်အကူဖြစ်စေပါတယ်။နောက်တစ်ခုကကြက်သွန်ဖြူကြက်သွန်ဖြူကအသင်းအန်ဇိုင်းဓာတ်တွေထွက်ဖို့လုံခြုံပေးပါတယ်။ဒီအန်ဇိုင်းဓာတ်တွေက အသေးကနေအစိတ်တောက်တွေကိုဖယ်ရှားဖို့ကူညီနိုင်ပါတယ်။နောက်တစ်ခုကအစိမ်းရောင် ဟင်းတီဟင်းရွက်များဥပမာကြိုင်လန်ပန်းကော်ပီစိမ်းဂိုဘီဒုတ်တွေမှာဓာတ်တိုးဆန့်ကျင်ဓာတ်တွေဗိုက်တာမင်နဲ့တတ်ထိုးဓာတ်တွေ ဖိုက်တိုကီမီကယ်ပါဝင်တာကြောင့်အသေးကအစိတ်ဖယ်ရှားတဲ့အခါလိုအပ်တဲ့အန်ဇိုင်းထုတ်ဖို့ကူညီနိုင်ပါတယ်။နောက်တစ်ခုကထောဘတ်သေးပါ။ထောဘတ်သေးမှာ ပါတဲ့ antioxidant glutenoin ကပျက်စီးနေတဲ့အသေးသစ်ရှူတွေပြန်လည်တည်ဆောက်ရမှာကူညီပါတယ်။နောက်ဆုံးတစ်ချက်ကတော့ပန်းဒီပါ။ပန်းဒီမှာပါတဲ့ဖက်တင်က အသိမ်းမှာစုပုံးနေတဲ့ heavy metal တွေကိုဖယ်ရှားဖို့ကူညီနိုင်ပါတယ်လို့ပြောကြရင်းနဲ့ပဲဒီနေ့အတွက်ဒီမှာပဲရန်နာလိုက်ပြစင်ရှင်